လက်ထလောကြုံတွေ့နေရတဲ့ပြဿနာတွေကြောင့်တနိုင်ငံလုံးကပြည်သက်တွေရဲ့ဝေဖန်ချုံချခြင်းကိုခံနေရတဲ့တမိဖြစ်သူခိုင်နေဝေအတွက်အားပေးစကားပြောကြားလာခဲ့တဲ့တရုတ်ဆောင်ခိုင်နေဝေရဲ့မိခင်ကြီးမင်္ဂလာပါပြည်သက်ကြီးရှင်တရုတ်ဆောင်ခိုင်နေဝေရဲ့မိခင်ဖြစ်သူဒေါ်ချူချိုမာကတော့တမိဖြစ်သူနဲ့အတူတူနေထိုင်ခြင်းမရှိပေမဲ့လည်းတရုတ်ဆောင်ခိုင်နေဝေပထမဦးဆုံးမွေးစားခဲ့တဲ့တမိလေးရွှွှွှနဲ့အတူညီဖွားနှစ်ယောက်အတူတူနေထိုင်ကြတာလည်းဖြစ်ပါတယ် ခိုင်နှင်းဝေနဲ့မိခင်ဖြစ်သူတော်ချွတ်ချွတ်မာတို့ဟာတမီးလေးရွှန်းရွှန်းနဲ့ပတ်သက်ပြီးစိတ်တဘောထားမတိုင်းဆိုင်မှုတွေရှိခဲ့ပူပေမယ့်တားမိရင်းတွေဖြစ်တာကြောင့်အခုနောက်ပိုင်းမှာတော့ပြန်လည်တင်းမြက်အဆင်ပြေနေကြတာလည်းဖြစ်ပါတယ်တေးဆောင်ခိုင်နေဝေကတော့ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းတုန်းကသူမရဲ့ဘဏ်အကောင့်ထဲကိုမှားဝင်လာခဲ့တဲ့ငွေကျပ်သိန်း30ကိုပြန်မပေးခဲ့တဲ့အတွက်ပြည်သက်တွေရဲ့ဝေဖန်ရှုံချခြင်းကိုအပြင်းထန်ခံနေရတာလည်းဖြစ်ပါတယ်။ ပြောင်းဆောင်ခိုင်နေဝင်စီမှာအမြဲတမ်းလှူဒန်းမှုတဲ့လူရှင်တဦးကလုပ်ငန်းကိစ္စနဲ့ပတ်သက်ပြီးငွေလွှဲရမှာခိုင်နေဝင်ရဲ့အကောင့်ထဲကိုမှားယွင်းပြီးတော့ငွေလွှဲထည့်မိတာ ဖြစ်ပါတယ်။ဒါပေမဲ့ပြောင်းဆောင်ခိုင်နေဝင်ဘက်ကအဆိုပါငွေကျပ်သိန်း30နီးပါးကိုပြန်လည်ပေးအပ်ခြင်းမရှိခဲ့တဲ့အတွက်ငွေမှားလွှဲမိခဲ့သူရှားထွက်နေ online shop ဘက်ကနေမယူတော့ဘူးဆိုပြီးတော့အဆိုပါသိန်း30ကိုအဆုံးခံလိုက်တယ်လို့လည်းသိရပါတယ်။ ခိုင်နေဝင်ဖောင်ဒေးရှင်းဘက်ကတောင်းဆိုထားတဲ့အချက်လက်တွေကိုလိုက်ရောပေးခဲ့ပြီးပေမဲ့အခုချိန်ထိလည်းသူတို့ရဲ့ပတ်စံကိုပြန်မရခဲ့တာကြောင့်အဆုံးခံလိုက်တော့မယ်လို့ပြောလာခဲ့တာလည်းဖြစ်ပါတယ်။ဒါကြောင့်မလို့လေပြည်သက်တွေဘက်ကခိုင်နေဝင်အပေါ်မှာဝေဖန်မှုတွေပုံမပြင်းထန်ခဲ့တာဖြစ်ပြီးတရုတ်ဆောင်ခိုင်နေဝင်ကတော့အခုလက်တလောမှာလူမှုကွန်ရက်အသုံးပြုမှုရန်နာထားရတဲ့အထိပြင်းပြင်းထန်ထန်ဝေဖန်ခံနေရတာလည်းဖြစ်ပါတယ်။ ဒါပေမဲ့ပရာဟိတအလူတွေဇတိုင်းလောက်ကိုင်းရင်းနဲ့အခုချိန်ထိရက်တည်လာခဲ့တဲ့တမီးဖြစ်သူ ခိုင်နှင်းဝေအတွက်မိခင်ဖြစ်သူဒေါ်ချွချိုမာကအခုလိုအပိစကားပြောလာခဲ့တာဖြစ်ပါတယ်။ဒေါ်ချွချိုမာကအပင်မြင့်လေးလေးတိုက်တဲ့တံကိုခံရလေပါပဲ။ခံနိုင်အောင်ကြိုးစားပါတမီးကြီးဆိုပြီးတော့သူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေခိုင်နှင်းဝေအတွက်အပိစကားပြောကြားထားတာဖြစ်ပါတယ်။